တော်ဘောကရေရေကဘယ်နှမလဲငပိခဏလေးငါတွဲခေါ်သွားပြီမင်းအဲ့လိုပြောပြီးငပိကတော်ဘောကိုတွဲခေါ်သွားရကနေနှစ်ယောက်သားကြေကျော်ပြီးချောင်းနဲ့ကိုပြုတ်ကျသွားပြီးတော့လေမျက်လုံးဖွင့်မရတဲ့တော်ဘောကတော့အာပြေးကြီးနဲ့အော်တော့တာပါဒီနေ့မှာတော့ဖိုတူငပိနဲ့မိဝိုင်းတို့က တော်ဘောတို့ပြဲခင်းနဲ့မှာအလုံဝိုင်းကူဖို့အတွက်ရောက်နေခဲ့ကြတာပါ။ဥမောင်တို့ကဖရဲသီးတွေကိုတေချာကင်တွေခူးနေရင်နေ။ကဲဖို့သူတို့ရေဦးလေးခူးတာနဲ့ဖရဲသီးတွေကိုလဲပေါ်ကိုတင်ပေးကြပါ။ဟုတ်ကဲ့ပါဦးလေး။ဒါဆိုငါလဲပေါ်မှာနေလိုက်မယ်ဖို့သူ။ Okay okay ။ဒီလိုနဲ့မြေဝိုင်းနဲ့တော်ဘောကတော့ကြားရရနေပြီးဖရဲသီးတွေကိုတဲလို့ဖရဲခင်းတွေကနေလဲပေါ်ကိုကူတင်နေခဲ့တာပါ။တော်ဘောက ဖေဒေတာလီပြော့လီဖယဲသီးတွေကိုဘာလို့အကြီးအပြောင်းစိုက်ထားရတာလဲဗျကြီးတော့မကောင်းဘူးလားတာရဲ့ဟွန်းမကောင်းပါဘူးဗျာတက်ရတာမောတယ်ဗျအုံးမေမိကလေးဖြစ်တဲ့ငါမကြီးအောင်ဒီရန်ယောက်ျားကြီးတံမေညီးနေပြန်ပြီလေးတာကိုမိဝါရဲ့ကဲပါမြ мян လေးတဲလိုက်ဒါပြီးရင်ခဏနာကြမယ်ဟုတ်လားယေးဟုတ်ကဲ့ပါဖေဒါလို့နေဖိုးထုတို့အဖွဲသားတွေလည်း ပြည်သူတွေကိုအကျုံးမဲ့တဲ့တည်နေခဲ့ကြတယ်။အိမ်နောက်တော့ပိုတူတို့အဖွဲသားတွေလည်းတဲနာမှာရှိတဲ့ကုပ္ပစ်ပေါ်မှာဝင်လာကြတော့တယ်။တော်ဘောကခမောက်ကိုချင်လို့ကုပ္ပစ်ပေါ်မှာဝင်လဲလိုက်တယ်။အာငါခိုင်းလေညောင်းကိုင်နေရပဲ။ကဲပါညီးမနေပါနဲ့။ဒီမှာပြည်သူစားကြမယ်။ပိုတူတို့လည်းပြည်သူစိတ်တွေကိုယူပြီးတော့အားရပါးရစားကြတယ်။ပိုတူက ။အိုးဦးလေးမောင်တို့စိုက်ထားတဲ့ဖျက်သီးတွေကအရန်ကျူတာပဲနော်။ဟုတ်တယ်ဟ။ဒီနေ့တော့တို့ဘောတို့ရှယ်ထောပြီဟဲ့။ရှယ်ထောရင်တော့ကောင်းတာပေါ့ကွာ။ဒီလိုမှငါလိုချင်တာဝယ်ခိုင်းလို့ရမှာဟ။တို့ဘောတို့များနော်။မိဘပတ်စံထိုင်ဖြုံးဖို့လောက်ပဲစဉ်းစားနေရခြင်းနဲ့ဟုတ်လား။အဲ့လိုလေမှုတ်ပါဦးဟ။လိုချင်တာကိုပူဇော်လို့ရတဲ့ခြင်းဟ။တီးနံနေပေါ်တဲ့ချိန်မှာရတာမို့ပါဒါလို့ねသူတို့အဖွဲ့လေးအတန်းကြောင်နာပြီးကြချိန်မှာ ကဲကဲနေမွေငင်းအလုပ်ပြီးအောင်လွတ်လိုက်ကြဆိုဟိပြီးရင်ပြန်ကြမယ်။ Okay လေတော့ကြတော့ပေါ့။နောက်နေ့ရောက်တော့တော့ပေါ်ကအိမ်နောက်မှာရှိရဲ့ကွက်ပြစ်ပေါ်မှာနှိမ့်ကျိုက်စွာနဲ့အိပ်ပျော်နေခဲ့တယ်။သူ့နောက်မှာတော့ရှင်းကောင်းကြီးကတူဝင်ဝင်နဲ့နားနေခဲ့တာပါ။အဲ့ဒါကိုတော့ပေါ်ကရက်တောင်ထဲမောင်းလိုက်ပြန်ရင်လိုက်နေရှိနေခဲ့တယ်။ဟာဒီရင်ကောင်းကြီးကတော့တော်တော်နှောက်ရတာပဲ။ကောင်းကောင်းမအိပ်အောင် ဒီလိုနဲ့တော့ပေါ်လေမျိုးလုံးကမဖွင့်မဲပါဇက်ကသာပွားစီပွားစီပြောရင်းနဲ့ရင်းကောင်းနေကိုရန်ရှာနေခဲ့တာပါအဲ့ဒီချိန်မှာပဲပို့တရို၃ယောက်သားကစားစရာမုတ်တူဝေးပြီးတော့ပေါ်ရင်ကိုရောက်လာခဲ့ကြတယ်တော့ပေါ်ရင်ဟေးတော့ပေါ်ဟောပို့တူလေးတို့လားကွအဲ့လိုပြောပြီးဒေါ်တင်တွေကအိမ်ရှိကိုထွက်လာခဲ့ဟုတ်တယ်ကြီးရဲ့သားတို့တော့ပေါ်စီကိုအလဲလာတာပါ ဟမ်အေးကွယ်တအားတငယ်ချင်းတုံ့ပေါ်တော့အိမ်နောက်ကကုတ်ပစ်ပေါ်မှာအိတ်နေလေဟုတ်လားကြီးဟိုတလို့ဆို သမီးတို့ပဲသွားနှုတ်လိုက်ပါမယ်အေးကွယ်သွားနှုတ်လိုက်အောင်သမီးတို့ဘို့အရှိဖြစ်ရသည့်ဖြော်ရည်အေးရလေးယူလာပေးပါမယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ဒလုံနဲ့ပို့ထုတ်တို့တော့ရောက်သွားလေတုံ့ပေါ်ရှိနေတဲ့အိမ်နောက်ဘက်ကိုထွက်လာခဲ့တာပါ တော်ပေါ်အိတ်နေတဲ့ကွက်ပြင်းသားရောက်မှငပိန်ဟာအမေတော်ပေါ်မြဈိန်ကြနေပါလားဟုတ်ပါကွာခြေတော့တော့ချိတ်ပြီးတော့အိတ်နေလိုက်သေးတယ်ဒါနဲ့မြဝိုင်းကကွက်ပြင်းပေါ်ဝင်ထိုင်လိုက်တယ်တော်ပေါ်ဟဲ့တော်ပေါ်ထားစမ်းမအောင်ဟဲ့ဒါမှမဟုတ်ဒီအများကြီးဝဲလာတယ်နင်မစားဘူးလားငပိန်ကလေတော်ပေါ်ကိုတကြိမ်ရဲလိုက်တယ်တော်ပေါ်ဟဲ့အောင်တော်ပေါ်မင်းဆိုင်တဲ့မုတ်တွေအများကြီးပါတယ်ဟာမစားတော့ဘူးလားတော်ပေါ်က ဘလို့နှို့လို့ထမလာဘူးပဲဒါလို့ဆိုတို့တော့ရောက်ပဲအရင်စားနေကြတာပေါ့အဲ့လိုနဲ့မိဝိုင်းတို့လေအချင်မောင်းတဲ့မုတ်တွေကိုစားနေခဲ့ကြတော့တယ်အကြီးမေဝါစီကအချင်မောင်းကအမျက်စားကောင်းနေနော်ဟုတ်ပါဘူးသူရဲ့အကြီးမေဝါတို့တော့အချင်မောင်းရောက်ပြီးတော့တိုက်တောင်ဆောက်ထားပြီကဟင်ဟုတ်လားဒါလို့ဆိုတို့ဖွဲ့လေအချင်မောင်းရောက်ကြမလားတို့ရောက်လိုက်မှနာမည်ပြတ်ပါမယ်ဘို့သူရာတို့အဲ့လိုပြောနေတော့မှ တုတ်ဖုံးကနိုးလာခဲ့တာပါဟာမင်းတို့တွေကငါ့ကိုမနှိုးဘဲနဲ့မုံစားနေကြတာပေါ့နှိုးတာပေါ့တုတ်ဖုံးရဲ့နင့်ကိုဘလို့နှိုးနှိုးထမလားလို့တို့ရင်စားနေနေတာဟာပြောတာပဲမင်းတို့တိတ်ရုံရတာမဟုတ်ဘူးဒီလိုနဲ့တုတ်ဖုံးလေးစကားလေးတပြုတ်ပြောနေပါဇက်ထင်းကိုအချင်မောင်းတွေကိုဇွတ်ထည့်နေခဲ့တော်တယ်ခဏကြာမှာအာဆက်တယ်ဆက်တယ်ငါ့ကိုရေးပြီးကြမအောင်အဲ့လိုအော်ပြောနေရင်နဲ့ တော်ဘောကအဲ့နေရာကနိုးလာခဲ့တာပါငပိန်ကအိပ်ပျော်နေတော်ဘောမဆက်တဲ့ကိုအချိန်မောင်းနေထဲ့နေရင်ကထိုက်ရီရောတယ်ဟာဟာဟာတော်ဘောတယောက်ငရုတ်သီးနဲ့တွေ့မှာပဲနိုးတော့တယ်အဲ့ဒါနဲ့တော်ဘောလေးမျက်လုံးပိတ်နေရကစကားပြောလိုက်တယ်ဟမ်ငါဆော့ဆော့တွေကနိုးနေရမဟုတ်ဘူးလားငါအချိန်မောင်းစားလိုက်လို့ငရုတ်သီးဆက်သွားတာလေဟမ်ဒီတော်ဘောတယောက်ကတော့လေအဲ့ချိန်မွန်တူနဲ့ဘာပြောနေမှန်းမသိနေငိုလေး ငပင်းကငေုပ်သီးတွေခွန့်လိုက်လို့နေနိုးလာတာဟဲ့ဟင်ဟုတ်လားဒီကောင်ငပင်းတော့ငါလုံးမိတော့မှာအဲ့လိုပြောပြီးတော့တော်ဘွားမမြင်မကန်းနဲ့ငပင်းကိုသူ့လက်နဲ့ဆန်းနေခဲ့တာပါဟဲ့ဟဲ့ငါ့အောင်လုံးကြအောင်ငါ့မျက်လုံးဖွင့်လို့မရတော့ဘူးဟာအေးအဲ့ဒါမင်းအိမ်လုံသားလို့ဖြစ်မှာကွာဘာလို့ဆိုနွေရသည်မှာနေပတ်တယ်အရင်ခုတိုင်မင်းမျက်လုံးကဖွင့်မရဘူးဟာဟုတ်တယ်ဟုတ်တယ်ငါငါအဲ့လိုဖြစ်နေရတဲ့နဲ့ဘလို့တော့မလဲဘလို့မှမလုံးနဲ့ စောနာလိုပဲညှို့သီးပြန်စားလိုက်မင်းမျက်လုံးမှာပွင့်သွားလိမ့်မှာဟုတ်တယ်ဟာအဲ့လိုလုပ်ကြည့်ပါလားဒါဆိုငါစားကြည့်မယ်လေအချင်မောင်ကဘာမှလဲဒါနဲ့တော့ပေါ်လေသူ့လက်ကိုဆက်ရင်းနဲ့ရှောက်ဆန်းနေရကငပိတ်နှကောင်ထိုးမိသွားခဲ့တာပါအာနားတွေကတော့ဘောမင်းနိုင်နေရအချင်မောင်ရေမဟုတ်ဘူးငါနှကောင်ကြီးကအော်အေးအေးပါဒါနဲ့အချင်မောင်ကြီးကဘယ်နားမှလဲကဲပါငါခွန့်ကြွေးလိုက်မယ်ပါးစားဟာတာ အဲ့ဒါနေဖို့တူလေတော်ဘောမျက်လုံးပွင့်လာအောင်လို့အချိန်မောင်းဆက်တွေကိုကျွေးလိုက်တော့တယ်အာဆက်တယ်ဆက်တယ်တော်ဘောမင်းရရလားဟိုရရပါတယ်ဒါပေမဲ့ရေရေရေတိုက်ကြပါအောင်မိဝိုင်းလေတစ်ပင်အောင်နာမရှိနေရဲ့ရေဦးစင်တွေကနေရေခက်တိုက်လိုက်တယ်အစင်ပြည့်လာရင်တော်ဘောမျက်လုံးရောဖွင့်လို့ရမလားမရဘူးကဘယ်လိုလုပ်ရမလဲမဖြစ်တော့ဘူးတော်ဘောကိုရေနဲ့ပဲလောင်းကြတာပေါ့ဟမ် ဲ့လိုပြောပြီးတော့ဖိုးတူအောင်အဲ့နေရာကနေထွက်သွားခဲ့ပြီးရေတမုန်းဆွဲလို့ပြန်ရောက်လာခဲ့တာပါကဲကဲကဲဖေးကြိုက်ငါတော့ဘောကိုရေနဲ့လောင်းတော့မဟုတ်ဖြည်းဖြည်းလေးလောင်းတော့ဖိုးတူငါလန့်တက်တယ်ဟာခက်ကြမ်းကြမ်းလေးလောင်းမှာမင်းမျက်လုံးပွင့်မှာဗောတော့ဘောကအဲ့လိုပြောပြီးတော့ဖိုးတူလည်းအိုင်နဲ့တော့ဘောကိုရေပတ်လိုက်တော့တယ်ဟာရေကလည်းပူပူကြီးငါအင်းကြီးတွေစိုးကုန်ပြီနဲ့တူတယ်တော့ဘောပြက်ပြက်ကိုကြည့်နေရဲ့မိဝိုင်းကဝင်ပြောပြန်နေတယ် တို့ပေါ့နင်းမျက်လုံးဖွင့်လို့ရမလားမရမရဘူးကငါမျက်လုံးကိုဖွင့်ပေးကြပါဦးငါသိပြီတို့ပေါ့မျက်လုံးဖြဲပြီးတော့ဖွင့်ကြတာပေါ့ဟဲ့နင်းဟုတ်မှလည်းလုံတော်ကြလေတို့ပေါ့မျက်လုံးကန်းကုန်မှာဖြစ်ငါ့ဟုတ်တာရုံထားလိုက်စမ်းမငါလို့ရင်ပြက်ခဲပါလေဟာဒလုံးနဲ့ငပင်ကတို့ပေါ့မျက်လုံးကိုဖြဲပြီးတော့ဖွင့်လအောင်လုံနေခဲ့တော့တယ်အာအငပင်မင်းလက်ကဆက်တယ်ဟာငြိုတိကြိုင်ထားလားအေးလေငါစစောက အချင်မောင်ကိုလက်နဲ့နှိုက်စားထားတယ်ဟာဟာဒီကောင်ငပိန်တော့ငါ့ကိုတတ်နေရလားပဲကဲပါဟဲ့ဒီလုံနဲ့တုပ်ပွားမျက်လုံးနဲ့ကဲငုံတော့မှာဒီတိုင်းပဲထားလိုက်တော့သူတို့တွေတယောက်တစ်ခုပြောနေတော့ဖိုးသူရဲ့ဖုန်းကထမြင်လာခင်းဟယ်လိုဘိုးကြီးပြောလေအေးမင်းတို့မမလေးကငါတို့ကတုပ်ပွားတော့အိမ်မှာကွာဘာလို့လဲအေးငါတို့အိမ်မှာမလို့အိမ်ပေါ်လှုပ်စားလို့လေအဲ့ဒါမင်းတို့ဖွဲ့လေလာခဲ့ကြပါလားโอเคလေလာခဲ့လိုက်မယ် ဒါနဲ့ဘိုးကြီးလည်းဖုန်းချသွားခဲ့တော့တယ်။ဖို့တူဘိုးကြီးကဘာလဲလေ။တို့ရိမ်မှာမွန်လို့ရေပေါ်လှူစားလို့อ่ะအဲ့ဒါဒိုးဖွဲ့ကိုလှန့်ခေါ်တာသွားကြမယ်မလား။ဟိုဒါဆိုငါကဘယ်လိုလိုက်ရမလဲ။မင်းကမျက်လုံးဖွင့်မရအောင်ဆိုတော့ငါနဲ့ကပင်တွဲသွားရုံပဲပေါ့။ကဲကဲဒီလိုဆိုလဲသွားကြစို့။ဒီလိုနဲ့ဖို့တူတို့အဖွဲသားတွေလည်းအဲ့ဒီနေရာကနေထွက်လာမှာဒေါ်တင်တွေက ဘန်းပြင်းနဲ့ထိတ်ထားတဲ့ဖျက်သည့်ဖျော်ရည်တွေကိုတင်လာခဲ့ရင်လည်းရောက်လာခဲ့တာပါဟဲ့ကလေးတွေဘဲသွားကြမလို့လုံးကွယ်ဟိုအကြီးတားရုပ်ဖွဲ့ကိုတငယ်ချင်းတယောက်ခေါ်တာလို့သွားလိုက်အောင်မေးဗျဟာဖျက်သည့်ဖျော်ရည်တောက်သွားကြအောင်လေတားရုပ်ရဲ့ဟိုမတောက်တော့ဘူးဗျညနေမှပဲတောက်တော့မယ်နော်ဩအေးကွယ်ဒါနဲ့ဒေါ်တင်နဲ့လေငပိန်နှုံးနဲ့အတူဒီရိုတိုက်ပါသွားတဲ့တုတ်ဘောကိုမြင်သွားခဲ့ပြီးတော့ဟဲ့တုတ်ဘော လမ်းအောင်ဘလို့ကြီးရှောက်နေရတော့ကွ။တားမြက်လုံးဖွင့်ပြလို့ပါမေး။ဟေး။အဲ့နောက်တော့ဖိုးထုတို့အဖွဲသားတွေလည်းဘူကြီးတို့အိမ်ကိုထွက်လာခဲ့ကြတာပါ။တော်ပေါ်ကဟေးဟေးဖိုးထုနိုင်ငံပဲလမ်းအောင်ပြပြရှောက်ကြပါကွ။ငါမှမမြင်မကန်းနဲ့လိုက်နေရလို့မောနေပြီ။အေးပါအား။ဒါလို့ဆိုရင်ရှောက်ပြီးတော့ရှောက်ပါမယ်။ဟဲ့။ဦးလမ်းမှာနောက်ကြီးပုံနေအများကြီးပါလား။ ဟိုကြည့်လင်ရှောက်ကြအောင်နော်။နွားတွေဤပါသွားတာကိုနွားတခင်ကမကြည့်ဘူးနဲ့တူ။သူတို့အဲ့လိုပြောနေုံတော့ပေါ်တရားနွားကြီးကိုတနေမိသွားခဲ့တယ်။ဟာငါငါချစ်တော့မဘာကြီးလဲ။မင်းကလေလမ်းကြီးရှောက်မှာပေါ့ကွာ။ဘာလို့နောက်ကြီးပုံတနေရလဲဟ။ဟဲ့နင်းရလေမမြင်တဲ့သူအဖြစ်ပြောနေပြန်ပြီ။ဟမ်ငါ နောက်ချေကိုတန်းနေမိသွားလာရင်မိဝိုင်းဟုတ်ဟုတ်တယ်ဟာကဲကဲကြမအောင်ဘယ်လိုလုပ်အောင်မလဲဩဒီတော့တာလေနွားကြီးလေးကိုဖြစ်ပြန်နေပြန်ပြီဘိုးကြီးတို့အိမ်ရောက်မှခြေတော့ဆေးလိုက်ဟုတ်ပလားဟာတော်ပြီကွာငါခုပဲခြေတော့ဆေးခြင်းနေဒါနဲ့ခုငါတို့ရောက်နေတာဘယ်နေရာလဲရက်ွက်တုံလမ်းမကြီးမှာဟာဘာနဲ့နေလဲရင်ပူတူမုံစင်းနဲ့နေရလေဘာလို့လဲဒါလို့ဆိုချောင်းနဲ့လေးနေတာပဲငါ့ကို ချောင်းစီကိုအရင်ပို့ပေးကြပါနော်။ဟမ်။အာလုတ်ပြန်ပြီ။ကဲပါပို့မှပြင်ပို့ပေးလိုက်စမ်းပါ။ဒီလိုနဲ့ဖိုးထူးတို့လေတုတ်ပုံးကိုတွေ့ရင်းနဲ့ချောင်းဆက်ကိုရောက်လာခဲ့ကြတာပါ။တုတ်ပုံးကအရှင်ရေရဗင်နာမှလည်းငပိခဏလေးငါတွဲခေါ်သွားပြီမင်းအဲ့လိုပြောပြီးငပိကတုတ်ပုံးကိုတွဲခေါ်သွားရကနေနှစ်ယောက်သားချီကျော်ပြီး ျောင်းနေကိုပြုတ်ကျသွားခဲ့ရတယ်။မျက်လုံးဖွင့်မရတဲ့တုတ်ပေါ်ကတော့အာပြေးကြီးနဲ့အော်တော့တာပါ။ဟာငါရှင်နေနေပြီဟာ။ကြေကြပါအောင်ဗျာ။ကြေကြပါအောင်။အမလေးတုတ်ပေါ်ရဲ့နင်းအော်နေရတဲ့တရွာလုံးလက်ကုံတော့ရင်းရတင်းနေလေးပါဟာ။အော်ဟလာ။အဲ့လိုပြောပြီးတော့တုတ်ပေါ်လည်းထားရည်လိုက်တယ်။ဟုတ်ဟုတ်သားပဲ။ဟိုရင်းရတင်းနေလေး။တုတ်ပေါ်နားမှာရှိနေတဲ့ငပိန်ကလည်းလေးကြနေရထားရည်လိုက်တယ်။ ကဲတော့ဘုံချစ်တော့စီလို့ပြီးပြီလားမင်းကြောင့်လေငါလည်းရေပါချိုးလိုက်ရပြီလာပြန်ထက်ကြမယ်အေးအေးပါဟာပိုတူဟာငပိန်တော့ကိုကမ်းမော်ကနေကိုပေးလိုက်ပြီးအဲ့နေရာကနေပြန်ထွက်လာခဲ့လိုက်ကြတယ်ဒါလို့နေပိုတူတို့အဖွဲသားတွေလည်းဘိုးကြီးတို့အိမ်ကိုရောက်လာခဲ့တာပါဘိုးကြီးကပိုတူတို့အဖွဲကိုမြင်တော့ဟာလာကြမလားတို့တော့မုံလုံးလုံးပြီးပြီဟာ ပြုတ်ယုံမဲကြမ်းတော့တယ်။အေးဟာဒုဖွဲ့ထဲမှာမျက်လုံးဖွင့်မရတဲ့သူရှိနေလို့အဲ့ဒါနေကြာနေရ။ဟေးဘသူကမျက်လုံးဖွင့်မရလဲဟ။ဟာတော့ပေါ့ပေါ့ကွာ။အဲ့လိုပြီးတော့သူမျက်လုံးဖွင့်မရဖြစ်နေရဟေး။ဟေးဟုတ်လား။ဒါဆိုရေချိုးလိုက်ရောရေချိုးတာတွေမကောက်ဘူး။ချောင်းထဲမှာကြပြီးသွားပြီ။အဲ့ဒါလေသူမျက်လုံးကပွင့်မလာဘူး။အော်ဟဲ့လား။မိဝိုင်းကအိုဂျီအုံးငယ်နဲ့အလုရှုပ်နေတဲ့ ဆောင်းမနာကိုတွားလိုက်တယ်။ဟဲ့ဆောင်းနေဘယ်တော့နေရာရောက်နေရလဲ။ကြာပြီကအဆောက်အဆုံငါပဲလုလိုက်တာ။ဟဲ့ဟလာဒီလိုမဲသည်စောစောလာခဲ့ပါတယ်။ရပါတယ်မြွားရဲ့ဒါနဲ့လေတို့တွေမုံလုံးကြီးပေါ်ထဲမှာမြေုပ်သီးစိမ့်နေလေထဲ့ထားရရ။ဟဲ့ဟလာနင်းတော့လုပြီ။အဲ့ဟာမှာပျော်စရာကောင်းမှာပေါ့ဟ။ဒါမဲ့လေငါနေကိုပြပြလိုက်မယ်နော်။အလုံးကြီးတဲ့မုံလုံးကြီးပေါ်ထဲကငြေုပ်သီးပါတယ်တိလား။အော်အဲ့လိုလား။ Okay okay တော်ဘဝတော့စပယ်ဝိုင်းပြီးမှငုတ်တုံလေးရှိနေခဲ့တာပါအောင်ဘူးကကုတော့ဘောဟမ်အောင်ဘူးလားဟုတ်တယ်ကုတော့ဘောရဲ့ကုတော့ဘောရဲ့မျက်လုံးကဘယ်တော့မှဖွင့်လို့ရမှာလဲအဲ့ဒါတော့ဘောလည်းမသိဘူးအောင်ဘူးကကုတရက်တောင်မပြည့်သေးဘူးကုတော့ဘောတော်တော်ကိုစိတ်ညစ်နေပြီစိတ်မြင့်ပါနဲ့ကုတော့ဘောရဲ့ကုတော့ဘောလောတာရှိရင်ပြောလေတအားလို့လုပ်ပေးပါမယ်ဟူးဒါဆိုရေတခွက်လောက်တိုက်ပါလိုက်ကုတော့ဘောရေစာနေလို့ပါ ဟုတ်ကဲ့ဟုတ်ကဲ့ဦးသားတော့ယူပေးပါမယ်။အဲ့လိုပြောပြီးမောင်ဘူးကရင်ယူဖို့အတွက်ထွက်သွားခဲ့တာပါ။ဘိုးသူငပိန်နဲ့ဘိုးကြီးတို့ကကိုပြေပေါ်မှာထိုင်နေရင်းကနေဘိုးကြီးဟာဟဲ့မင်းတို့တို့ဘောကိုငယ်သည်ကြွေးကြည့်ပြီးပလား။ကြွေးကြည့်ပြီးပြီးကအဲ့ဒါလည်းမထူးခိုးတိုင်းဖြစ်နေရပဲ။အဲ့ဒီအချိန်မှာပဲတုတ်ပေါ်ကမောင်ဖူးယူလာပြီးတဲ့ရေတွေကို တကြိုက်တည်းမောတောင်းလိုက်ကြီးဟာကုမားဟာပဲအသက်ရှင်တော့လေကုတို့ပေါဟေးကုတို့ပေါမှာအနံ့တခုရနေတယ်လို့ပဲဘာနဲ့လဲဟိုနွားကြီးလားဒါမှမဟုတ်ခွေးကြီးနဲ့တင်တယ်အာမင်းပြောလိုက်ပါပဲနွားကြီးနေမှာပါကုတို့ပေါကလမ်းမှာနွားကြီးကိုတက်နေမိလာတာဟာဩအဲ့လိုဟိုဒါနဲ့ဘိုးကြီးမှာအိမ်သားဘယ်နှရှိရလဲအိမ်နောက်ဘက်မှာကုတို့ပေါရဲ့ ဒါနဲ့ဘာလို့မလို့လဲရှုပေါမလို့ကကိုတော်ပေါ်မအောင်ထားနိုင်တော့ဟမ်အဲ့လိုပြောပြီးတုတ်ပေါ်လေအဲ့နေရာချက်ချင်းထားရလို့လက်နှစ်ဖက်ဆက်ပြီးစန္ဒဝါဝါနဲ့လမ်းလျှောက်ရင်းနဲ့မိဝိုင်းနဲ့စောင်းမတို့အိုဂျီဦးငယ်နဲ့အလုရှုပ်နေတဲ့နာကိုရောက်လာခဲ့တာပါကဲအိမ်သားကဒီနားလောက်မှာတင်နေအဲ့လိုပြောပြီးတော့ရှုပေါဖို့အပြင်မှာမိဝိုင်းနဲ့စောင်းမကထော်တော်တယ်ဟဲ့ဟဲ့တုတ်တုတ်ပေါ်တုတ်ပေါ်ရှုပေါတော်မင်း လှုပ်ကြအောင်လှုပ်ကြအောင်ဖိုးထူးနဲ့ငပိန်လေးတူပေါ်ရဲ့ဖြစ်ပျက်ကိုမြင်သွားခဲ့ပြီးတော့တူပေါ်နားကိုခုံမော့ပြေးသွားခဲ့တာပါအဲနောက်တော့တူပေါ်ကိုမြင်မြန်ကာထားလိုက်ကြတယ်တူပေါ်ကတော့ရှက်ကြီးရှက်ပြီးတော့အုံငုံနေခဲ့တာပါရှူပေါက်ချင်တယ်လို့ကဲကဲကဲလာလာအိမ်နောက်ဘက်ကိုသွားကြမယ်ဒလုံနဲ့ငပိန်လေးတူပေါ်ကိုတွေ့ပြီးတော့အိမ်နောက်ဘက်ကိုထွက်လာခဲ့လိုက်တယ် အိမ်နောက်မှာရှိတဲ့အိမ်သာနာရောက်မှာဖို့သူကကဲတော့ဘွိအိမ်သာလည်းလဲဝင်းမနေနဲ့တော့အိမ်သာပေါက်တယ်ကြုံကြနေလိမ့်မှာငါနဲ့ကမိန်ကားထားပြီးမယ်ဒီနောက်မှာပဲအပေါ့သွားလိုက်ဟာငါရှက်တယ်ဟာကဲရှက်မနေပါနဲ့မင်းလည်းဘယ်သူမှမကြည့်ပါဘူးစိတ်ကြိုက်ပေါက်လို့ရတယ်ဟုတ်လားဒါဆိုငါပေါက်ပြီနော်အဲ့လိုပြောပြီးတော့တော့ပေါ်လေးရှူပေါက်တော်တယ် အနောက်တော်တုတ်ပေါ်လေးချူပေါင်ချကာနီမှအဲ့ဟာကနိုးသွားခဲ့တော့တယ်။သူနားမှာတော့မိပိုင်းတို့သုံးယောက်သားကမုံစားနေခဲ့ကြတာပါ။ဟမ်ဟုတ်ခုမှပဲနိုးလာတော့တယ်။မောက်ဖက်တီအေးဝါမလား။ဒလုံးနဲ့တုတ်ပေါ်လေးသူချူပေါင်ဖို့လုံနေခဲ့တာအိမ်မက်တယ်မှာဆိုတာတတိယသွားခဲ့တော့တယ်။ဟိုခဏလေးနော်။ငါနောက်ဝေ့သွားလိုက်ဦးမယ်။အဲ့လိုပြောပြီးတော့ပေါ်လေရှူထွက်ကြမှာဆိုတဲ့အတွက်ကြောင့် အိမ်တော်ဖေးကိုအပြေးသွားလိုက်ရင်လေဟိုတော်သေးတာပေါ့ငါရှူပေါင်ရင်အဆက်ခွဲတာအိမ်မက်ဖြစ်နေလို့ဒီလိုနဲ့တက်ပြေးချလိုက်ရင်တော်ပေါ်ရင်အိမ်မက်အလွဲဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့ရင်